တော့အံ့ဩစရာတရက်ပင်အမွာလေးပါဒီတရက်ဒီစီကိုအစကတော့ဒီတိုင်းပဲချထားတာပါနောက်တော့တဘာဝစီရီကိုစမ်းချစ်ချင်လို့တပတ်တစ်ခါတဘာဝစီရီနဲ့ဒီတရက်ဒီအစီကိုဖြန်းပေးလိုက်တယ်ကလအကြာမှာတော့တရက်ပင်နှစ်ပင်တစ်ခါလေး꿰ပြီးထွက်လာတာကိုတွေ့ရလို့အံ့ဩမိပါတယ် ကားမဆက်ကြားလိုက်အောင်မယ်နော်ဒီတိကျလေးအောက်မှာခရီးတိလေးတွေစစ်စရာလေးပါအများကြီးပဲကြည့်ပါဦးဒီခရီးလေးတွေကိုတော့ဘာမှမလုပ်ရက်လို့ဒီတိုင်းပဲလွတ်ထားလိုက်မယ်စီးလည်းမချရက်ဘူးလေဒါပေမဲ့သူတို့ကစိုက်ပင်တွေကို အကုန်စားပြစ်တာမို့ဘာမှမစိုက်ဖြစ်တော့ပါဘူးတခါတလေတော့စိတ်ဆိုးမိပါတယ်ဒါပေမဲ့လည်းသူတို့ကိုဘာမှမလုပ်ပါဘူးနောက်ထပ် တဘာဝစီရီကိုပဲတပတ်တခါတရက်ဖင်လေးကိုထပ်ဖြန်းပေးပါတယ်တဘာဝအစီရီကလုံးဝတာလည်းလွယ်တယ်လူကြီးကိုတော့ပပမမိုးနဲ့တီတီနန်းချင်တာကနေကြည့်ပြီးနိုင်လောက်ထားတာပါပပမမိုးနဲ့တီတီနန်းကစိတ်ရှည်လက်ရှိအသေးစိတ်ရှင်းပြထားတာမို့လို့နိုင်လောက်ရတာလည်းလွယ်တယ်ပြီးတော့တဘာဝစီရီကဘယ်အဖြစ်မဆိုဖြန်းပေးလို့ရတယ်လေ ကိုယ်တိုင်စမ်းလို့ကြည့်ချင်ရင်တော့ performance mode နဲ့တည်တည်နှံလှုပ်ပြထားတဲ့လုပ်နည်းကိုအောက်မှာရေးထားပေးမယ်နော်။တဘာဝစည်းရည်ကလူတွေအတွက်အနေရမရှိတာကြောင့်မို့အမြဲတုံးဖြစ်တယ်။အနံ့လေးတော့နည်းနည်းရှိတာပေါ့နော်။နောက်23ရက်အကြာမှာတော့တရက်ပင်ကလေးပင်အထီးထောင်ပွားလာတာကိုတွေ့ရတယ်။ဒီအသီးစီတစီကနေလေးပင်ထိပွားများလာတာကတော့အရန်အောစရာပါပဲ အစကနှစ်ပင်ထွက်တာတောင်တော်တော်အံ့ဩနေပြီးခုလိုလေးပင်တွင်လည်းရတော့ပိုပြီးဝမ်းသာတယ်အညွန့်လေးတွေကလည်းတောင်ပြီလှနေလိုက်တာဒီထက်နည်းနည်းလေးကြီးလာရင်တော့အိုခွဲပြီးစိုက်ပေးရမယ်ဒီမှာကခြံမြေမရှိလို့ပိုးထဲပဲစိုက်ရတာပါ ဲ့ဒါကြောင့်အပင်အဟာရဖြစ်အောင်ဒီတဘာဝဆေးရည်ကိုရေနဲ့ရောပြီးတပတ်တစ်ခါဖြန့်ပေးရင်အပင်အထွတ်နဲ့အဟာရဖြစ်စေတယ်လေဒီလိုအယွန့်လေးတွေတောင့်တောင့်ကလေးဖြစ်အောင် အပင်လေးလာအောင်စိမ့်လာအောင်ဒီတဘာဝဆေးရည်ကိုပဲသုံးရတာပဲကြည့်ပါအောင်အယွန့်လေးတွေကလှနေလိုက်တာ thank you မိတ်ဆွေများလည်းတဘာဝစည်းရည်ကို ကိုယ်တိုင်လုပ်ပြီးစမ်းကြည့်ပါနော်ခုလိုကြည့်ရှုအားပေးကြသူအားလုံးလည်းစမ်းမှရှင်လန်းချမ်းမြေ့ကြပါစေ